င်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ30ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့မြန်မာနိုင်ငံရဲ့အခင်းကျင်းမှာငင်းချမ်းရေးအတွက်အစိုးရမဟုတ်တဲ့ငင်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဖွဲ့စည်းဖို့ဆွေးနွေးခဲ့ကြတယ်လို့ရန်ကုန်ဆောင်ကြီးအဖွဲ့တည်ထောင်သူဒေါက်တာညိုညိုသိန်းကပြောဆိုလိုက်တဲ့သတင်းထိုင်းဝန်ကြီးချုပ်ပေတုံနယ်ကိုနှုတ်ထွက်ဖို့ဆန္ဒပြမှုတွေဟာဘန်ကောက်မြို့မှာအရှိန်မြင့်လာနေတဲ့ဆွေသတင်းအပါအဝင် နောက်ဆုံးရပြည်တွင်သတင်းနိုင်ငံတကာသတင်းတွေအားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံရဲ့အခင်းကျင်းမှာငင်းချမ်းရေးအတွက်အစိုးရမဟုတ်တဲ့ငင်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဖွဲ့စည်းဖို့ဆွေးနွေးခဲ့ကြတယ်လို့ရန်ကုန်ဆောင်ကြီးအဖွဲ့တည်ထောင်သူဒေါက်တာညညိုသိန်းကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါတယ်မြန်မာနိုင်ငံရဲ့အခင်းကျင်းမှာငင်းချမ်းရေးအတွက် အစိုးရမဟုတ်တဲ့ညီကျန်ရေးအကျိုးတော်ဆောင်အဖွဲ့ဖွဲ့စည်းပုံဇွန်လ25ရက်ကနေ28ရက်နေ့ထိပြုလုပ်ခဲ့တဲ့ Peace Forum 2025မှာဆွေးနွေးခဲ့ကြတယ်လို့ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူဒေါက်တာညညသိန်းက CNN သတင်းဌာနကိုပြောပါရယ်မြမညီကျန်ရေးအတွက်သက်ဆိုင်ရာအစိုးရမှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကိုဖိတ်ခေါ်နေတာဟာအောင်မြင်မှုရဖို့ခဲရည်နေလို့ယူဆတဲ့အတွက်အခုလိုမျိုးညီကျန်ရေးအကျိုးတော်ဆောင်အဖွဲ့ဖွဲ့စည်းဖို့ဆွေးနွေးအကြံပြုခဲ့ကြတာဖြစ်ကြောင်းသူကပြောပါရယ် အနာကတော့ငင်းငင်းရင်းကိုအစိုးရထိတ်ခေါ်နေတာကြာပြီနော်ကြာပြီဒါပေမဲ့အစိုးရပုံမှာအခုချိန်မှာကျုံကြည့်မှုအားနည်းသေးတယ်နော်ဒါကြောင့်မလို့တကယ်မြေပြင်အချိန်ဒီမှာကလည်းတိုက်ပွဲတွေလုံးဝရပ်ဆဲသွားတဲ့အချိန်မျိုးလည်းမဟုတ် င်ဘူးအစိုးရကလည်းယုံကြည်မှုအားနည်းနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အာညီငယ်ကြီးဖိတ်ခေါ်တဲ့နေရာမှာအစိုးရကတော့တရားဝင်ရောက်ဖိတ်ခေါ်ရမှာအမှန်ပဲဒါပေမဲ့အဲ့ဒီဖိတ်ခေါ်ချက်ကိုမီဒီယာမှာလက်တွေ့အကောင့်ထဲပေါ်နိုင်ဖို့တကယ်လက်တွေ့သက်တိုင်သူတွေကတကယ်ယုံကြည်ပြီးတော့ပူပေါင်းပါဝင်လာဖို့ဆိုလို့ရှိရင်ဒီလုပ်ငန်းမှာကျွမ်းကျင်တဲ့ဒါဟိုရှိရှိအဆက်ဆက်ကလုပ်ခဲ့တယ်ပေါ့နော်ဒီလုပ်ငန်းမှာကျွမ်းကျင်တဲ့ ဒါသက်ဆိုင်ရာပုဂ္ဂိုလ်ကြီးများတိုင်းရင်းသားကောင်းဆောင်များပေါ့နော်ခမာပေါင်းပေါ့ခမာပေါင်းဒါမိသားစစ်ကအရာရှိကြီးတွေလည်းပါဝင်ပေါ့နော်ဒီငိမ့်လုံငန်းရှင်တစ်ချောင်းမှာသက်ဆိုင်မှန်မှန်လုပ်ချင်ကြတယ်သူတွေပေါ့နော်အဲ့ဒီကအာတိုင်းတိုင်းရဲ့ညနာကိုချိန်ပြီးတော့ပေါ့နော်တိုင်းရင်းသားကောင်းဆောင်နေတဲ့သွားရောက်ပြီးတော့ပေါ့နော်သူတို့ရဲ့အိမ်နိုင်ငံရောက်သူတို့ရဲ့နေနေလေးအဖြစ်ကိုသွားပြီးပြည်စုံရှင်းနေတာမျိုးလုပ်နိုင်ပြီအခုအစိုးရက ိတ်ခေါ်နေတာချက်ပုံပြီးတော့လက်တွေ့ကြပြီးတော့အကျိုးရှိနိုင်တယ်လို့ရှိစားတယ်လေမြေပြင်မှာတိုက်ပွဲဖြစ်ပွားနေတဲ့လက်နက်ကိုင်အင်အားစုတွေကိုနိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနည်းနဲ့ဖိရှင်းဖို့ဖိတ်ခေါ်ကံလန်ပြောဆိုမှုတွေရှိပေမဲ့လေသူတို့ပါဝင်နိုင်ရေးတစုံတရာလှုပ်ဆောင်ခြင်းမတွေ့ရကောင်းနှစ်ဆက်ကရဲ့ငင်းကြရေးဆွေးနွေးပွဲတွေမှာလည်းသူတို့ပါဝင်တာမရှိပါဘူးလက်ရှိမှာနှစ်ဆက်ကအနေနဲ့ NCA မထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ်အပြူသဘောအရဖိတ်ခေါ်ကန့်လန့်နေပေမဲ့လည်းသူတို့စ조사အထောက်မှုနဲ့ချင်းကပ်ဆောင်ရွက်တာမျိုးမတွေ့ရဘူးလို့စီးရင်းနဲ့နိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါတယ်။ဒါကြောင့်အဲ့ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာလည်းငင်းကြဲရေးဆွေးနွေးပွဲတွေမှာပါဝင်လာနိုင်ဖို့အတွက်အကျိုးတော်စာအဖွဲ့လိုအပ်နေတာဖြစ်တယ်လို့ရန်ကုန်ဆောင်ကြီးအဖွဲ့တည်ထောင်သူဒေါက်တာညညိုသိန်းက CNN သတင်းဌာနကိုပြောပါရယ်။ငင်းကြဲရေးအကျိုးတော်စာအဖွဲ့ဖွဲ့စည်းဖို့ထောက်ခံတင်ပြတဲ့အထက်မှာပါဝင်ပေမဲ့လည်း တကယ်လက်တွေ့မှာအကောင့်ထဲဖော်မှုရှိမရှိမသိသေးကြောင်းလည်းသူကပြောပါတယ်။ဟောက်ခံတင်တတ်တဲ့မှာတော့ဒီလိုမျိုးသူကြဘူးညီငယ်ကျိုးတော်တောင်ဖွဲ့တိုက်ရောရတော့လိုအပ်နေပြီပေါ့နော်။ဘာလို့လဲဆိုတော့လုပ်ငန်းတိုင်းလုပ်ငန်းတိုင်းမှာပေါ့နော်။အာအကျိုးအစားစစ်ပေးတဲ့အဖွဲ့ဆိုတာလည်းနည်းအကျိုးတော်တောင်ဖွဲ့ဆိုတာလည်းလာပဲ။အဲဒီလိုလေဟိုဘယ်လုပ်ငန်းလုပ်လို့ဒီလုပ်ငန်းနဲ့သက်ဆိုင်တဲ့ joint team နဲ့အဲ company ကိုအားရပါပဲလို့နော်။ ဒါကြောင့်မလို့အဲ့လိုမျိုးသဘောမျိုးရင်းနှီးမှာ join ချင်နေတဲ့ပေါ့နော်ဖဲဆုနှစ်ကျော်တွေ့ကြုံရှိလာပြီးဖြစ်တဲ့ပုံစံပါပဲနဲ့ဉာဏ်ကြီးကျော်တော့ပါတော့လိုအပ်တယ်ဆိုတာကိုထောက်ပြပြီးတော့ရှင်းလင်းပြကြတယ်ပေါ့နော်အဲ့ဒါကလည်းထောက်ခံတင်ပြချက်တွေမှာပါတယ်ပေါ့နော်တကယ်လက်တွေ့ဖြစ်လာမယ်မဖြစ်လာဘူးဆိုတော့ဟိုမသိဘူးမသိဘူးတော့ပဲနော် နောက်ဆက်ကရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ကကျင်းပတဲ့ Peace Forum 2025မှာတော့ NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နိုင်ငံရေးပါတီတွေ UMFCCI မှာပုံကိုယ်တွေတခြားနယ်ပယ်မှာပုံကိုယ်တွေပါဝင်ကဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီ၃ရက်ကြာဆွေးနွေးပွဲမှာတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်တုံ့တက်ရေးရွေးကောက်ပွဲကျင်းပနိုင်ရေးရွေးကောက်ပွဲကာလစစ်မှုထမ်းဆောင်မှုခေါ်ယူမှုတွေရပ်ဆိုင်ရေး စတဲ့အကြောင်းအရာတွေအပါအဝင်အချက်တရားချုပ်ကိုထောက်ခံတင်ပြခဲ့ကြကြောင်းလည်းသိရပါဗျာ။နာဆာကဟာတွေ့ဆုံဆွေးနွေးမှုကိုတိုင်းသာလက်နက်ကိုင်အဖွဲ့အစည်းနဲ့ပြုလုပ်နိုင်ပေမဲ့လေအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့တော့လုံနိုင်ပုံဖြစ်နိုင်မှုလို့စီးရီးနဲ့နိုင်ငံရေးအကြက်ခက်တွေကတုံ့တက်ပြောဆိုလိုက်တဲ့တဲ့င်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ နာဆက်ကဟာတွဲဆောင်ဆွေးနွေးမှုကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO နဲ့ပြုလုပ်နိုင်ပေမဲ့လည်းမြို့သားညီညွတ်ရေးအစိုးရအဖွဲ့ NUG နဲ့တော့လုံနိုင်ဖို့မဖြစ်နိုင်ကြောင်းစီရင်နဲ့နိုင်ငံရေးကက်ခတ်တွေကပြောပါရယ်လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကိုမျက်နှာချင်းဆိုင်တွေ့ဆုံပြီးညီညွတ်ရေးဆွေးနွေးဖို့နာဆက်ကဥက္ကရာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်က2025ခုနှစ်ဇွန်လ25ရက်မှ28ရက်အထိကျင်းပခဲ့တဲ့ညီညွတ်ရေးဖိုရမ်မှာဖိတ်ခေါ်ခဲ့ပါရယ်ဒီမိုကရေစီဖော်ဆောင်နိုင်ဖို့တည်ငြိမ်အင်ဂျင်ကြီးဟာအရေးကြီးတဲ့လိုအပ်ချက်ဖြစ်တာကြောင့်မျက်နှာချင်းဆိုင်တွေ့ဆုံပြီးရိုးသား ားပွင့်လင်းစွာအမြင့်ချင်းဖလှယ်ဆွေးနွေးကြဖို့လိုအပ်တယ်လို့သူကပြောကြားခဲ့ပါတယ်။နာဆာကဟာ EAO တွင်နဲ့တွေ့ဆုံဆွေးနွေးဖို့ဖြစ်နိုင်ပေမဲ့လည်း NUG နဲ့တွေ့ဆုံဆွေးနွေးဖို့မှာမဖြစ်နိုင်ကြောင်းနိုင်ငံရေးလေးလာသုံးသက်သူတဦးက CNN သတင်းဌာနကိုပြောပါတယ်။ EAO ကြောင့် NUG ဖြစ်လာတယ်။ NUG ကြောင့် EAO အားတောင်းရတယ်။အဓိကကြေတာမြင့်ကတော့ EAO ရှိပါနော်။အဲ့တော့ EAO ကလည်းတိစားကသူကသူ့နည်းနည်းတိုက်ချမှုကရှင်းတယ်လေ။သူကသူ့အတူတိကျနေရတိုက်ပြီးရအောင်ဖျားပါ ြည်နယ်တွေမှာသူကရှိနေတဲ့ခါကျတော့ရှင်းတော့တယ်။အန်ယူဂျီကြတော့သူဘာတွေရှင်းပါလဲနော်။သူနယ်မြေတောက်လာပြီဆိုရင်သူဘယ်သွားပြင်ပါလဲ။အထူးသဖြင့်အဲ့သူ့အခြေခံမျိုးသူနယ်မြေပြင်ရင်သူကဖနေရသွားနေပါလဲ။တကယ်တိုက်ကြတော့ရုပ်ောက်ပဲသူကလုံးမဲ့လို့ပြောပြီ။ဆိုတော့အခြားသိချာမရှိဘူး။သိတယ်မပါရဘူး။ဒါပေမဲ့ခင်းကျင်းမှာခွေးကိုအခြေခံဥပဒေပြင်ရမယ်ဆိုတာပြကြတော့ဒီတိုင်းပြလို့ရတဲ့အခြေခံမျိုးမှာပေါ့ဗျာ။ ဟာလက်ရှိဖွဲ့စည်းပုံချကြမှုလို့ကန့်ကျွတ်ထားတယ်ဒီကွာသူဒီပုံစံတိုင်းသွားမှာလေသွားခြင်းတွေဖြစ်စီမသွားခြင်းတွေဖြစ်စီဒါသူကအကောင်းနဲ့အကျောက်ပြန်ဖို့ဒီညမှာကြာတော့အညူဒီညပြဿနာဖြစ်မှာနော်ရှင်းလင်းကိုခက်သွားပြီမနော်နေနေတိုင်းချမှုသူ့အခြေခံနဲ့ပြေပြေလို့မရဘူးတိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်း EAO တွေဟာဒီမိုကရေစီကိုသွားလိုသူတွေမဟုတ်ပဲဖက်ဒရယ်ဒီမိုကရေစီကိုသွားလိုသူတွေဖြစ်ကြောင်း EAO တွေရဲ့နယ်မြေတွေကိုဒီမိုကရေစီတောင်းဆိုလို့မရကြောင်းစီးရဲနဲ့နိုင်ငံရေးအကက်ခက်တွေကထောက်ပြကြပါဗျာ။ ငင်းချင်းရီကိုတကယ်လို့ဂျင်မာကလက်နက်ကင်ထားသူတွေအားလုံးကိုလာရောက်နိုင်ဖို့လမ်းကြောင်းဖွင့်ပေးထားတဲ့ကြောင့်လက်နက်ကင်ထားတဲ့အဖွဲ့တစ်ဖွဲ့ကျန်နေရင်ကိုငင်းချင်းရီရမှာမဟုတ်တာကြောင့်ခွဲခြားကန့်သတ်မှုမလုပ်ဘဲငင်းချင်းရီလိုလားတဲ့အဖွဲ့ဆိုပါကဖိတ်ခေါ်တဲ့ကြောင့်စီးရဲနဲ့နိုင်ငံရေးအကဲခက်တွေကထောက်ပြကြပါတယ်စီအနာတရင်ထောင်တဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ထိုင်းဝန်ကြီးချုပ်ပေလုံတန်ကိုနှုတ်ထွက်ဖို့ဆန္ဒပြမှုတွေဟာ ဘန်ကောက်မြို့မှာအချိန်မြင့်လာနေတဲ့ဆွဲတဲ့တင်ပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာထောင်ထဲကြီးတဲ့ဆန္ဒပြသူတွေစုဝေးခဲ့ကြပြီးပေတုံနိုင်ကိုဝင်ရောက်ယာရုကနေနှုတ်ထွက်ဖို့တောင်းဆိုမှုတွေအရှိန်မြင့်လာတယ်လို့ဒီတက်ဘူးသတင်း website ကဖော်ပြခဲ့ပါတယ်။ကမ္ဘောဒီးယားနဲ့ထိုင်းနယ်စပ်ဒေသအငင်းပွားမှုနဲ့ပတ်သက်ပြီးဝင်ရောက်ပေတုံနိုင်ဟာကမ္ဘောဒီးယားဝင်ရောက်ဟွန်ဆန်ကိုဖုံးဆက်သွယ်စကားပြောတဲ့အတန်ပိုင်းအပြင်ကိုပေါက်ကြားလာပြီးနောက်ပေတုံနိုင်ကိုယာရုကနေနှုတ်ထွက်ဖို့တောင်းဆိုခဲ့ကြပါတယ်။ဘန်ကောက်မှာမွန်လဲပဲမုတ်တုံမိုးတွေရွာသွန်းနေတဲ့အချိန်ဆန္ဒပြသူတောင်းခွန်ရောင်းခဲ့ဟာစုဝေးခဲ့ကြတယ်လို့ဘန်ကောက်ရဲဌာနကပြောကြားခဲ့ပါတယ်။အဝင်နှုတ်ထွက်လို့ဆန္ဒပြသူတွေကဟေးကြွေးခဲ့ကြပါတယ်။အဝင်ဆိုတဲ့အမည်ဟာပေတုံတဲ့နာမည်ပဲဖြစ်ပါတယ်။ဆန္ဒပြသူတွေက င်ကောင်းမြို့တော်ကြီးအောင်ပွဲထိမ့်မဲ့ကြောက်တိုင်းဗီထရီမောင်နှမမှာဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံလန်တွေကိုဝေယံကပေတုံနယ်ကိုနှုတ်ထွက်ဖို့ခေချွေးခဲ့ကြပါတယ်ပေတုံနယ်ကပြဿနာတစ်ခုဖြစ်နေတာကြောင့်သူဂျာရူကလည်းနှုတ်ထွက်တင်ပါတယ်လို့ဆန္ဒပြခေါင်းဆောင်အတူဖြစ်တဲ့ပန်တပ်ပူပုံပန်ကပြောကြားခဲ့ပါတယ်ဂျွန်နာဆက်ရှိကပြုလုပ်တဲ့ဆန္ဒပြမှုကို United Force တယ်လည်းအမည်ရှိမျိုးချစ်အုပ်စုကစီစဉ်ခဲ့တာဖြစ်ပြီးအတိတ်ကာလကလည်းဒီအုပ်စုဟာရှင်နာဝိမိသားစုဝင်တွေဦးဆောင်တဲ့အစိုးရအဖွဲ့တွေကိုစတင်ဆန္ဒပြခဲ့ကြပူပါတယ်မေလ20ရက်ကထိုင်းနဲ့ကမ္ဘောဒီးယားစစ်သားတွေကြားနယ်စပ်မှာပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးကမ္ဘောဒီးယားစစ်သားတို့တေဆုံးခဲ့ပြီးနောက်ပေတုံတန်ဟာနယ်စပ်ရေကိုကင်တွဲဖြေရှင်းရမှာအားနည်းမှုတွေရှိတယ်လို့ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါ ါတယ်ပြီးတော့ရပိုင်းအတွင်းကလည်းပေတုံတန်ဟာကမ္ဘောဒီးယားဝန်ကြီးရောဟွမ်ဆန်နဲ့ဖုန်းဆက်သွယ်ပြောဆိုခဲ့တဲ့အတန်ပိုင်းပေါက်ကြားလာမှုကြောင့်လူလူကိုပုံမတော်သာထွက်စေခဲ့ပါတယ်ဒီအတန်ပိုင်းမှာပေတုံတန်ကစစ်တဲ့တံမိုးတူကိုသူ့ရဲ့ပြိုင်ဘက်တူအဖြစ်ရည်ညွှန်းပြောဆိုခဲ့ပြီးဟွမ်ဆန်ကိုဦးလေးလို့ခေါ်ဆိုခဲ့တဲ့အတွက်ဘန်ကောက်မှာဆန္ဒပြမှုတွေဖြစ်ပွားခဲ့တာပေတုံတန်ကလူလူကိုပြန်လည်တောင်းပန်ခဲ့ရပါတယ်ဆာဗီယာနိုင်ငံမှာသမရအလက်ဇန္ဒားဘူဆစ်ရဲ့အုပ်ချုပ်မှုကိုအဆုံးသတ်ဖို့နဲ့ရွေးကောက်ပွဲတွေစောလျင်စွာကျင်းပပေးဖို့ဆန္ဒပြတောင်းဆိုနေကြတဲ့ဆွေတဲ့တင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ ဇာဗီယာနိုင်ငံဘဲဂရိတ်မြို့တော်မှာသမရအလက်ဇန္ဒားဘူဇီးရဲ့အုပ်ချုပ်မှုကိုဆုံးသတ်ဖို့နဲ့ရွေးကောက်ပွဲတွေဆောလွန်စွာကျင်းပပြီးဖို့ဆန္ဒပြတောင်းဆိုနေကြတယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ဆန္ဒပြသူပေါင်း3400ခန့်ရှိခဲ့ပါတယ်။ဒီရေအတွက်ဟာမကြသေးမီလတွေအတွင်းကဖြစ်ပွားခဲ့တဲ့ဆန္ဒပြသူတွေနဲ့လူဝင်အားအများဆုံး ဆန္ဒပြမှုဖြစ်ခဲ့ပါတယ်။ဒီဆန္ဒပြပွဲကိုကျောင်းသားတွေဥဆောင်ခဲ့ကြတာဖြစ်ပြီးအစိုးရအဖွဲ့ကိုရွေးကောက်ပွဲကျင်းပပေးဖို့ဖိအားတွေပေးခဲ့ပါတယ်။အဲ့ဒီဆန္ဒပြမှုတွင်ဆန္ဒပြသူတွေနဲ့အထီးကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကြားခိုက်ရန်ဖြစ်ပွားခဲ့ပြီးရဲတပ်ဖွဲ့ကမျက်ရည်ရုံဘုံတွေအတန်ဘုံတွေအသုံးပြုကလူစုခွဲနှိမ်နှင်းခဲ့ပါတယ်။အဲ့ဒါကြောင့်ရွေးကောက်ပွဲကျင်းပဖို့တောင်းဆိုနေတာဟာပြည်ပနိုင်ငံတွေကစာဗီယာနိုင်ငံကိုတည်ငြိမ်မှုပြန့်ရင်းစေဖို့သွေးထုတ်လုံးစော်နေတဲ့အာထုတ်ကြုံမှတ်မှုတွေဖြစ်တယ်လို့တမရဘူဆက်ကပြောကြားခဲ့ပါတယ်။သူတို့တွေကစာဗီယာကို ပြိုလဲ စေခြင်းနေကြပါတယ်။ဒါပေမဲ့သူတို့မအောင်မြင်ခဲ့ပါဘူးလို့ဘူဇက်ကသူ့ရဲ့ Instagram မှာရေးသားခဲ့ပါတယ်။ဒီဆန္ဒပြမှုမှာလူငါးဦးဖမ်းဆီးခံခဲ့ရပြီးသူတို့ဟာအစိုးရကိုဖြုတ်ချဖို့ပူးပေါင်းကြံစည်မှုနဲ့စွပ်စွဲခံထားရကြောင်းဘဲဂရိတ်မြို့ရှိအထက်တရားရုံးကထုတ်ပြန်ခဲ့ပါတယ်။အထီးကရုံးတွေဖြစ်ပွားခဲ့ပြီးနောက်ရဲတပ်ဖွဲ့ကဆန္ဒပြသူတွေရဲ့အကြမ်းဖက်မှုကိုရှုံချခဲ့ပြီးတာဝန်ရှိသူတွေကိုဖမ်းဆီးသွားမယ်လို့ပြောကြားခဲ့ပါတယ်။ဆာဗီးယားမှာတက္ကသိုလ်တွေကိုပိတ်ပမှုအပါအဝင်နိုင်ငံတော်ဆန္ဒပြမှုတွေလားနေချီဖြစ်ပွားခဲ့ပါတယ်။၂၀၂၀ 2019ခုနှစ်မှာတမရတတန်းပြည့်မဲ့ဘူဆစ်ကရွေးကောက်ပွဲကိုတတ်မှတ်ထားတဲ့ရက်သက်စော်ပြီးကျင်းပဖို့ညှင်းဆိုခဲ့ပြီးသူ့ရဲ့ Progressive Party ဦးဆောင်တဲ့ညွန်ပေါင်းအဖွဲ့ဟာလွှတ်တော်ရဲ့နေရာ250နဲ့156နေရာကိုရရှိထားပါတယ်။တရုတ်နိုင်ငံမှာပြည်သူဝန်တန်းတချို့ကိုစားတောက်ဆိုင်တွေမှာအုပ်စုဖွဲ့စားတောက်ခွင့်ပိတ်ပင်လိုက်တဲ့ဆွဲတဲ့တင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ တရုတ်နိုင်ငံမှာပြည်သူဝန်ထမ်းအချို့ကိုစားတောက်ဆိုင်တွေမှာလူသုံးဦးထက်ပိုပြီးအုပ်စုဖွဲ့စားတောက်ခွင့်ပိတ်ပင်တဲ့အမိန့်တည်းရဲ့ထုတ်ပြန်ခဲ့တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။တရုတ်ရဲ့ဂုံပြူးညစာစားပွဲတွေမှာအရက်အလွန်ကြုံတောက်တုံးမှုတွေကြောင့်တိုက်စုံးမှုတွေဖြစ်ပွားခဲ့ပြီးနောက်အဲဒီကဲ့သို့ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ကြွမ်းကျင်သူတွေကတော့တရုတ်အစိုးရရဲ့ချိုးချံကြွေတာရေးအစီအစဉ်ရဲ့စိတ်တပိုင်းဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။တရုတ်အစိုးရဟာမေလာအတွင်းကချိုးချံကြွေတာရေးစီမင်းစည်းကမ်းတွေကိုမေလာကထုတ်ပြန်ခဲ့ပြီးကွန်မြူနတီပါတီဝင်တွေနဲ့ပြည်သူဝန်ထမ်းတွေကိုဈေးကြီးရဲ့ညစာစားပွဲတွေမှာတုံးဦးထက်ပို့ပြီးအုပ်စုဖွဲ့စားတောက်ခွင့်အခြေခံအဆောက်အအုံတွေ project တွေမှာရင်းနှီးမြှုပ်နှံခွင့်တံပိုးကြီးစိန်ခံကားတွေအသုံးပြုခွင့်နဲ့လုပ်ငန်းတာဝန်အစည်းအဝေးတွေမှာတံပိုးကြီးအပင်တွေနဲ့အလှဆင်ခွင့်တို့ကိုတားမြစ်ပိတ်ပင်ခဲ့ပါတယ်။ကြွမ်းကျင် င်သူတွေကတော့ဒီလုံဆောင်ချက်ဟာတရုတ်သမ္မတရှီကျင်းပင်ရဲ့အခရီးလိုက်စားမှုပါတီစည်းကမ်းတင်းကြပ်မှုရဲ့လက္ခဏာတရားဖြစ်တယ်လို့သုံးသပ်ခဲ့ကြပါတယ်။အရက်တောက်တဲ့ယဉ်ကျေးမှုဟာပြည်သူဝန်ထမ်းတွေကြားမှာစိုးရိမ်ရတဲ့အခြေအနေဖြစ်နေပါတယ်။ဒါပေမဲ့ကောင်းမွန်တဲ့အဖြစ်ကိုရှာမတွေ့တာကြောင့်အုပ်စုဘက်စားတောက်တဲ့လူဦးရေကိုပဲကန့်သတ်လိုက်တာဖြစ်နိုင်ပါတယ်လို့စင်ကာပူမျိုးသားတက္ကသိုလ်မှတွဲဖက်ပေါင်ပေါခါအက်ဖရက်ဝူကပြောကြားခဲ့ပါတယ်။ AB လကဂုံပြူညစာစာပွဲတွေမှာအရက်အလွန်ကြုံတောက်တော့မှုကြောင့် ကေဒါ၃ဦးတေဆုံးခဲ့တဲ့ဖြစ်စဉ်၃ခုဟာလူသိရှင်ကြားထွက်ပေါ်လာခဲ့ပြီးနောက်အခုကဲ့သို့စီကံတင်းကျပ်ခဲ့တာဖြစ်ပါတယ်။ဟူနန်အန်ဝေးနဲ့ဟီနန်ပြည်နယ်တွေမှာဖြစ်ပွားခဲ့တဲ့ဒီတေဆုံးမှုတွေနဲ့ပတ်သက်ပြီးဒါဇင်နဲ့ရှိတဲ့အရာရှိတွေအပြစ်ပေးခံခဲ့ရပါတယ်။ စီရှင်ပြည်နယ်ကအရာရှိတဦးဖြစ်တဲ့လူအမည်ရှိအမျိုးသားကသူတို့ရဲ့ဌာနမှုဟာစားတောက်ဆိုင်တွေမှာတွားရောက်စားတောက်မှုကိုပိတ်ပင်ကြောင်းမေလာစောပန်းကကြေညာခဲ့တယ်လို့ဆိုပါတယ်။ဒီကာလမှာအပြင်မှာထွက်စားတာကတင်ထိုးအတွက်မကောင်းပါဘူး။ဒါကချန်ချန်ကြားမရဲ့ကြရက်ရိုက်ခတ်မှုဖြစ်ပါတယ်လို့ဟူကပြောခဲ့ပါတယ်။ချန်ချန်ကြားမဆိုတဲ့စကားလုံးဟာတရုတ်ရဲ့မန်ဒရင်းဘာသာစကားအရခင်းချုံမှုအလွာပေါ်ကိုနောက်ထပ်တလွာထပ်ပြီးဖော်ထုတ်ခြင်းဟူတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ စီရင်နိုင်သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အင်တာမိုင်ယာမီအသင်းဟာ FIFA ကလပ်ကမ္ဘာဖလားပြိုင်ပွဲ16တင်းအဆင့်မှာကောင်းမွန်တဲ့ပုံရိပ်ချန်နိုင်ခဲ့တယ်လို့မက်ဆီကပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ အင်တာမိုင်ယာမီတင်ဟာဖီဘာကလပ်ကမ္ဘာဗလာပြိုင်ပွဲဆက်ရောက်တဲ့အစဉ်မှာပြည်ရည်တင်ကိုလေးဂိုးကိုမရှိတဲ့ဂိုးပြက်အေးနေပြီးပြိုင်ပွဲကနေထွက်ခွာခဲ့ရပါမယ်။သင်းကောင်းဆောင်မက်ဆီကသူတို့ဟာဒီရည်ပွဲမှာကောင်းမွန်တဲ့ပုံရင်ချန်ထားနိုင်ခဲ့တယ်လို့ပြောခဲ့ပါဗါး။မက်ဆီကပွဲကတော့မျောလင့်ထားသွားပါပဲ။ပြည်ရည်တင်ကကြီးမားတဲ့တင်ဖြစ်ပြီးနောက်ဆုံးကစားရတဲ့ချန်ပီယံလိပြိုင်မှာပိုဆွဲထားတဲ့တင်ပါ။ဒါကအလွန်ကောင်းမွန်ပါတယ်။ကျွန်တော်တို့ကဖြစ်နေတဲ့များအကောင်းဆုံးကြိုးစားကစားခဲ့ကြပြီးကလပ်ကမ္ဘာဗလာအစဉ်မှာကောင်းမွန်တဲ့ပုံရင်ကိုချန်ထားနိုင်ခဲ့ပါတယ်လို့ပွဲပြီးအင်တာဗျူးမှာပြောခဲ့ပါဗါး။ဒီပွဲပထမပိုင်းမှာအင်တာမိုင်ယာမီတင်ကပြည်ရည်တင်ကိုအတွင်းကိုလေးဂိုးစလုံးခွင့်ပြုခဲ့ရတာဖြစ်ပြီးဂိုးပေါက်ကန်သွင်းမှုကပြုလုပ်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ ဒါပါရမီတင်ဟာဒုတိယပိုင်းရောက်မှသာဂိုးသွင်းနိုင်မဲ့ခွင့်ရရခဲ့ပေမဲ့ပြည့်ရည်တင်ကိုအရင်နေပြီးကလပ်ကမ္ဘာဖလားပြိုင်ပွဲကနေထွက်ခွာခဲ့ရတာပါ။ဒါပါရမီတင်ဟာပြည့်ရည်အုပ်စုနောက်ဆုံးပွဲစဉ်မှာပါမီရဲ့တင်ကိုနှကိုးပြက်နဲ့ဥဆောင်ထားပေမဲ့ပွဲပြီးကနေမှခြေပါဖို့ပြန်ပြီးခဲ့ရတာကြောင့်အုပ်စုတွင်ဒုတိယနေရာသာရပြီးဆက်ရောက်တင်စင်မှာပြည့်ရည်တင်နဲ့တွေ့ဆုံခဲ့ရတာဖြစ်ပါတယ်။ဒါပါရမီတင်ကောင်းဆောင်မက်ဆီကတော့သူတို့ကကလပ်ကမ္ဘာဖလားပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီဖြစ်လို့နောက်လာမယ့်အရာတွေကိုပဲစဉ်းစားရမယ်လို့ပြောခဲ့တာပါ။ အင်တာဗျူသတင်းပြမာရှီယာတို့ကသူတို့ကကြီးမားတဲ့တင်ယူစရာတွေရခဲ့ပြီးဒီပြိုင်ပွဲကနေရရှိခဲ့တဲ့အတွေ့အကြုံတွေဟာမေဂျာလီပြိုင်ပွဲမှာအသင်းအတွက်အထောက်အကူဖြစ်လိမ့်မယ်လို့ယုံကြည်နေပါတယ်။အင်တာမိုင်ယာမီတင်ကလမ်းမဲ့ဇူလိုင်9ရက်မှာမေဂျာလီပွဲစဉ်ဖြင့်မွန်ထရီးယားအသင်းနဲ့ရှင်ပြိုင်ရမှာပါ။အင်တာမိုင်ယာမီတင်ကမေဂျာလီပြိုင်ပွဲမှာဆက်ရောက်ပွဲကစားထားပြီးရမှတ်29မိနစ်အခြေပိုင်းဆိုအမပီဇာအဆင့်6နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ စီရင်နိုင်တဲ့ဌာနရဲ့2025ခုနှစ်ဇွန်လ30ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်ကြပါစေရှင်။